သူ့ဘာတော့တောင်ကြီးအဒီဘကြဝနာသွာအယိုးချိုးသွာအဲ့ဘယ်ဒီဘုန်းကြီးတော့ရိုက်ကျမူလာတန်းကြောင်းလာအညာတင်ကြနေတော့ကျမတော်လူစားအဲ့ဒီတော့ချယ်ရီနေမတော်တာအောင်စို့မောင်နေလေးမောင်မမကင်မဒီတာတို့ဒီချောင်းနဲ့လုံးဝမသက်ဆိုင်တော့ကြောင်းလိမ့်ပြန်ပါလိဟိုအရသွားနိုင်ကြပြန်နော် ီလိုလိုရတော့ကြပါဦး။ဒီလိုပါသွားကြပါ။သွားလို့ရသွားခန်းရပုံပေါ့သွားတော့။ကိုကဘာမှလုံးမပေးနိုင်မင်းနဲ့ထွက်လာတာလေ။အဲ့ကျတော့ကိုကဘလို့စိတ်ကောင်းပါလဲ။သူဆိုလေဘလို့ကိုတော့မှဆရာမဆိုလို့သူပြိနိုင်ကိုမျက်နှာရှည်တယ်နင်ရ။ငါဒီဒီကလေးကိုမသိမခင်နိုင်တော့ဘူး။မခင်နိုင်တော့တဲ့အတွက်ငါဘလို့မှစိတ်မကောင်းဘူးဆိုအဲ့တလုံးလုံးနဲ့ညာလေအိမ်မပြောထွက်လာခဲ့။ အလုံးမင်္ဂလာပါမွေး channel လေးရယ်ကျေးဇူးလိုက်ပါတယ်မဟုတ်ခုတက်ဆက်ပေး channel view လေးရတော့ကျောက်ဆင်မှာရှိတဲ့မူဂျိုကျောင်းပြကြလို့ပေါ့နော်အဲမူဂျိုကလေး25ဦးတည်ဆုံသွားတဲ့ဆိုတဲ့တတိယနေ့ပတ်သက်ပြီးတော့တက်ဆက်ပေးမှာပဲဖြစ်ပါတယ် view ထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ဒီလွတ်မြောက်လာတဲ့ကလေးလေးကလည်းသူဘလို့ကြုံတွေ့ခဲ့ရလဲဆိုတော့ပြပြလာတယ်အထဲမှာပိတ်မိပြီးတော့အသက်ဆုံးရှုံးသွားတဲ့ကလေးတွေကိုလည်းပေါ့နော်ဒီအမိစာထုတ်ပြန်နေရဆိုတော့တော်တော်လေးကမှာဝမ်းနဲ့ကြေကွဲစရာကောင်းတဲ့ဒီ video fan လေးပဲဖြစ်ပါတယ် video လေးကိုဆုံးဖြတ်လိုက်ပဲရှိဘူးဘိုးဘေးကပါရှေ့ဒီ video လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စက်ချက်ကလေးတွေကိုလည်း ဗီဒီယိုလေးအမကောမန့်လေးတွေရေးပေးလို့ရပါတယ်ရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်အကွက်တွေဖုန်နေတာတော့ right မူလာတန်းကျောင်းကပညာသင်ကြားနေတော့ဆရာမတော်လူစားအဒီတော်မင်းမင်းလူမောင်ကျော်စောတက်မောင်ဘုံကန်ကျော်မိုင်ချောင်းမြက်ကိုကိုမောင်တရရမြင့်မို့မောင်ကောင်းကန်ဟဲ့မောင်ထက်ကိုကို မောင်ဇင်လင်းထက်မောင်ဟန်ဝင်းထက်မောင်ဘုံကြီးဟဲ့မတန်နေတတာ မတက်သားစမ်းမဆုလက်မို့မကြောပြည့်မှုစေမဆုပြည့် မယိုးရတီထွန်းမနေကြီးဝင့်တဲဦးမအေယာချက်ချက်မဒဒာမြနိုခင်မနိုင်ဘူးဝေမနိုနိုရှွန်းလက်မသဲတော့မဆုချယ်ရီနေမတော်တာအောင်ဆိုမောင်နေလင်းမောင်မမခင်မဒီတာတို့ဒီချောင်းနဲ့လုံးဝမသက်ဆိုင်တော့ကြောင်းလိမ့်ပြန်ပါသည်ဟိုအလဲသွားနိုင်ကြပြန်နော်ဒီလိုပါသွားကြပါသွားလို့ရသွားခိုင်းရပုံပါသွားတော့ ကဘာမှလုံးမပြေးနိုင်ပဲနဲ့ထွက်လာတာလေအဲ့ကျတော့ကိုကဘလို့စိတ်ကောင်းပါလဲသူဆိုလဲဘလို့ကိုတော့မှဆရာမဆိုတော့သူပြိနိုင်ကိုညီရှင်တွေနေရငါဒီဒီကလေးကိုမသိမခင်နိုင်တော့ဘူးမခင်နိုင်တော့တဲ့အတွက်ငါဘလို့မှစိတ်မကောင်းဘူးဆိုအဲ့တလုံးလုံးနဲ့ညာလဲအိမ်မပြောထွက်လာခဲ့နေသမီးကလေးတွေကဲပြီးပါကဲပြီးပါဆိုပြီးတောက်လျှောက်អော်ပြီးတော့ပြေးလာနိုင်တာဆရာမတယောက်နဲ့လည်းမကဲပေးနိုင်တော့လဲဒါလို့သမီးကိုတောင်းဝန်ပါတယ်ညောင်ချောင်းကတရားကျော်ပိတ်မိနေတယ်အဲ့လိုပြောတဲ့ချိန်မှာကိုမျက်စိရှင်နေဖြစ်တာတရားကျော်ကြီးအကုန်လွတ်တယ်လေဘလို့လို့ဖြစ်နိုင်မှာလို့နည်းနည်းခံစားနိုင်မှုပေါ့သုံးရောပါမပြေဘူး အဲ့ဒါ၉ယောက်ထဲပါလို့နော်ဆမိုင်းတို့ရဲ့တပည့်တွေကတော့၇ယောက်ပါအဲဖုံဖုံကြီးရဲ့ကိုရင်လေးကတပါအဲဟိုဘက်ကတပါဆိုတော့စုစုပေါင်း၉ယောက်တာလင်းပျက်စီးပါတယ်လို့သူ့ဘက်ကကျောင်းကြီးကအဒီဘက်ကြောင်ဝနာသွားအယူချိုးတော့ကျွန်တော်ဒီမှာယူမီဝိုင်းကျွန်တော်အပေါက်တွေလိုက်ရှာရတာသူ့တွေတော့ပြောတာပေါ့အတိုင်းမသိ ိမိကပြုတ်တူတာနဲ့ဘလောက်ပြောပါလဲအများကြီးပြောတာငိုပါလဲတော့ဖေဖေလေးပြောတာဒီမှာနေနဲ့ဆက်လက်ပြီးတင်ပြပေးစင်တာလေးကတော့အင်မတန်စိတ်မကောင်းဖြစ်ဖွယ်ရာကောင်းတဲ့သတင်းလေးသာဖြစ်ပါရှင်။စောက်ဆယ်မြို့မူချိုကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လေးသာဖြစ်ပါရှင်။ဒီမှာမနေ့ကအရင် ဖြစ်ပျက်လေးကိုလိုက်ဖက်ရင်းနဲ့ညရေဝဲပါရှင်။တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ကျမတို့မျိုးသမီးလေးတွေကြတော့ကလေးငယ်လေးတွေကိုချစ်တယ်လေကလေးတွေရဲ့တိတ်ဆုံမှုတွေမြင်တဲ့အခါမှာကိုယ့်ရဲ့သားသမီးလေးတွေလိုပဲရင်ထဲမှာခံစားရပါရဲ့ရှင့်အဲ့တဲ့တွေကိုကျမဖတ်ပြပါမယ်နော်ကျောင်းဆယ်မြို့မှာရှိရဲမူဂျိုကျောင်းတကျောင်းမှာဆိုရင်ကလေးငယ်73ဦးတိတ်ဆုံခဲ့ပါရဲ့ရှင့်တိတ်ဆုံတဲ့ကလေးငယ်တွေရဲ့ယုံလောင်းတွေကိုကယ်ဆယ်ရေးသမားတွေကရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီးတော့ပြောကြထားပါရှင့်ကျောင်းဆယ်မြို့အေးမြကြီးလေရက်ကွက်မှာဖွင့်လှစ်ထားတဲ့မူဂျိုကျောင်းမှာဆိုရင်ကျောင်းသား90ကျော်ရှိပါတယ်ဆရာမ9ဦးရှိပါရဲ့ရှင့် ီလိုမျိုးငလင်းလောက်တဲ့အခါမှာဆီယာမနဲ့ចောင်းသားတွေအချို့ဟာဆိုရင်အဆောက်အဦမပြိုကျမီမှာထွက်ပြေးလွတ်မြောက်ခဲ့တာရှိပါတယ်အချို့ကတော့အဆောက်အဦထဲမှာပိတ်မိပြီးတော့ကျရင်ခဲ့ပါရှင့်အဲ့လိုပိတ်မိပြီးကျရင်ခဲ့တဲ့ကလေးတွေတွေကနေပြီးတော့အသက်၄နှစ်နဲ့၄နှစ်အောက်ကလေးငယ်၁၃ဦးသေဆုံးခဲ့ပါရှင့်ငလင်းလောက်ခတ်ချိန်မှာနေ့လယ်ကအဲ့ချိန်ကြီးဖြစ်တာကြောင့်ကလေးတွေအိတ်တဲ့အချိန်ဖြစ်နေပါတယ်ဒါကြောင့်ကလေးတွေဟာခေါင်းလေးနဲ့အိတ်နေတဲ့အတိုင်းပဲပိတ်ပြီးတော့သေဆုံးနေကြတာဖြစ်ပါရှင့်ချီကတန်ရရှိရဲ့ကလေးတွေလည်းရှိပြီးတော့ချီတော့တဲ့လက်မှာဆိုလဲပြင်းထန်တဲ့ထန်ရများရရှိခဲ့ပါရှင့် ဒီမူကြိုးចောင်းရဲ့ဖြစ်စဉ်ကြောင့်ဆ iam မတူလည်းတိတ်ဆုံးခဲ့ပြီးတော့နှစ်ဦးတန်ရာရရှိခဲ့ပါတယ်။ဒါအပြင်ចောင်းမှာမုံစေးတန်းရောင်းချတဲ့အမျိုးသမီးတူပါဆိုလည်းတိတ်ဆုံးခဲ့လို့သိရပါရှင့်။မူကြိုးကလေးတွေတိုက်ပစ်တည်တာဥသိန်းပြောချင်းလေတဲ့ဥသိန်းဝင်လာမိထားပါ။ဥသိန်းအနှံ့မြဲဆုံးအရာကအဲ့ဒီကလေးနဲ့ရှေဟောင်းအမွေနဲ့ပဲ။နော်။ကလေးဆိုတာကကြတော့တိုင်းပြည်ရဲ့အနာဂတ်ဒီမျိုးရဲ့အနာဂတ်ဘာသာတာသနာရဲ့အနာဂတ် အဲ့ဒီကလေးတွေတည်ခြင်းတည်ပင်တိုင်းပြည်တည်တယ်လို့ပဲလူမျိုးတည်တယ်လို့ပဲသာသနာတည်တယ်လို့ပဲရှေးအမွန်နေကြတော့ရှေးအမွန်နေတယ်ဗာလဲဆိုလို့ရင်ဦးသွင်းတဲ့လူမျိုးတစ်မျိုးရဲ့ရှေးတုန်းကဘယ်လောက်ထိကြီးမြတ်ခဲ့တယ်လဲဘယ်လောက်ထိရင်ကျေးမှုထွန်းကားခဲ့တယ်လဲဘယ်လောက်ထိတပေအနုတုခုမအနုပညာထွန်းကားခဲ့တယ်လဲဆိုတာကိုပြတာဖြစ်ပါဟိုနောက်တိုင်းမှာဆိုလို့ရှိရင် ရင်ကျင်းမှုတည်တည်နေလူမျိုးကိုလူရမသွင်းပါနော်ရင်ကျင်းမှုတည်တည်လို့ရှိရင်လူတော်တွေကိုမသွင်းနိုင်ပါဒါကြောင့်ရှေးအောင်ပစ္စည်းကိုဒေါ်လာတန်လိုက်ချပြီးဝယ်တာဖြစ်တယ်နော်ဒီရှေးအောင်မှုတွေကိုကြည့်မဲ့လို့ရှိရင်ဦးဇင်းတို့လူမျိုးကအတိတ်မှာမခေခဲ့ဘူးတကယ်ကိုဖွင့်တောက်ခဲ့တဲ့လူမျိုးတွေကပေါ်နေတယ်အဲ့ဒီအတိတ်ရှေးအောင်ပစ္စည်းကို ပြည့်စုံအောင်လုပ်တယ်ဆိုတာကကြတော့ကိုယ်ကိုလူမျိုးရဲ့အတိတ်ကိုကိုလူမျိုးရဲ့ထွန်ကောက်မှုကိုကိုလူမျိုးရဲ့ဂုဏ်တိတ်ခါကိုသော်ကားတာနဲ့တူပါတယ်နော်ရှေးအမွေနဲ့တူတာကကြတော့လူမျိုးတစ်မျိုးရဲ့အတိတ်မှာဘာတွေလုပ်ခဲ့တယ်လဲဘယ်လိုကြိုးပမ်းခဲ့တယ်လဲပေါ်လွင်အောင်ပြတဲ့အရာဖြစ်တယ်ကလေးဆိုတာကကြတော့နာကတ်တော့ ပြရုပ်အနာကတ်အတွက်တရှိလူသားအနာကတ်အတွက်ယတနာဒီလိုရှေးအောင်အမွေနဲ့ပြတိချင်းသည်ကလေးတွေတည်ကြည်ချင်းသည်ဥဒ္ဓနလူမျိုးရဲ့အတိတ်ကိုမိမိသိတယ်ဥဒ္ဓနလူမျိုးတို့ရဲ့အနာဂတ်ကိုမှောင်ဝါးစေတယ်ဒါဥဒ္ဓနရဲ့ခံစားချက်ပေါ့ကလေးတွေတည်ချင်းနဲ့ ရှေ့ရောက်အမွေနဲ့ပြသခြင်းဒါဥဒင်းရဲ့ရင်သွင်းကလာတဲ့ခံစားချက်ဖြစ်ပါတယ်ဘလိုလဲမဆိုလို့ရှင်တော့ဒီမူကြောင်းလေးရပါတော့เนาะပြန်ထွက်လာနိုင်တဲ့ကလေးလေးရလဲဒီသူဘလို့ခံစားနေရလဲဆိုတဲ့အကြောင်းကိုပြပြလာပါတော့เนาะအထက်မှာမထွက်နိုင်ပဲနဲ့အသက်ဆုံးရှုံးသွားတဲ့ကလေးတွေအတွက်လဲစိတ်မကောင်းဖြစ်ရပါတယ်ချိနေတဲ့အမျိုးတွေလဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုဗီဒီယိုရဲ့အောက်မှာ comment လေးတွေရေးပြလို့ရပါတယ်ရှင့်ဘောဗီဒီယိုလေးကိုဆုံးဖြတ်လက်ပတ်ကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင့်တော်တော်လေးကိုမှစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်ဒီဗီဒီယို แล้วถ้าพี่ดูมาไปส่งมันาะจ้า